တင်ညွလာပြီလေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကာလမှာမြတ်စွာဘုရားဟာတာဝရိသနတ်ပြည်တက်ပြီးတပိဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီကနေ့သူပြည်ကို ပြန်လေကြွာလာတဲ့အမတ်တရားနေ ဒီနေ့ဟိုပဲအဘိဓမ္မာခါတော်နေ့လို့ဆိုတယ်ဘိဓမ္မာခါတော်နေ့ဆိုတာဘိဓမ္မာတရားဟောတာကဝါဇုလာမကျတရားနေ့ရစာပြီးတော့ဟောတာတရေညောလာပြီးနေစဉ်ပြီးတယ်အဲ့တော့အဘိဓမ္မာတရားဟောလို့အဆုံးသတ်တဲ့နေ့လို့ဒီလိုမှတ်ရမှာ တာကူပဲအပြီးမှခါတော်နေလို့ဆိုပြီးမြမပြေမှာမှတ်သားနားလဲထားကြတယ်ပေါ့နော်ပြီးမှတရားစတင်ဟောတာတော့ဝါစုပြီးတဲ့ဝါစုတဲ့နေ့ကနေစပြီးတော့ခေါ်ကြခဲ့တာဖြစ်တယ်၃လကြာအောင်မြတ်စွာဘုရားပြီးမှတရားတော်ကိုတာဝန်ရင်သာနှပ်ပြီးမှဟောကြပြီးဒီနေ့ပဝရဏပြုပြီးတဲ့အခါမှာတာဝန်ရင်သာနှပ်ပြီးကတရားမင်းဖန်ဆင်းတဲ့ ရွှေဆောင်နှံငွေဆောင်နှံပရမယာဆောင်နှံလို့ဆိုရဲဆောင်နှံလေကားကြီး300ရာနေပြီခန္ဓာတပြည့်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွားလာတဲ့နေတူနေမြဖြစ်တယ်ဆိုတာပုရဝါဒဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီတရင်ညွတ်လာပြီနေဆိုရင်တရင်ညွတ်လာပြီတရင်ကျွတ်ပြီဆိုပြီးတော့ရှောက်ပြီးတော့လဲချပတ်ကြတော့ မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်တရားလို့ဆိုဒီကနေ့ဟာမြတ်စွာဘုရားတို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူကြီးကိုကြံပြန်လေးကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်ရဲဆိုတဲ့ပူဇော်ဝဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့တရင်ညွတ်လာ တောရိန္ဒာနတ်ပြည်ကပြန်ကြွားတဲ့အခါနောက်မြတ်စွာဘုရားကိုကြီးညိုပြီးတော့လူတွေကစင်မီနဲ့ပူဇော်ကြတယ်လို့ဒီလိုပြောင်းလဲချမှာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရေညိုလက်ပြည်နေ့မှာမိထွန်းနာတော့ကတိကနဲ့ခတ်လို့ခေါ်တဲ့မိနဲ့ခတ်တဲ့ပသက်ပြီးတော့ထုံးစံထုံးတန်းစင်လာရမိထွန်းကြတာဖြစ်တယ် ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိချွန်ညာတာဖြစ်တယ်။အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလီဆိုတဲ့မိထွန်မွဲကျင်းပသလိုပဲကိုယ့်ရဲ့အစဉ်လာ ရလှုပ်ကြတာ။မြန်မာပြည်ကဘုရားဘာသာဝင်တွေကတော့မိထွန်တာတော့အဲ့ဒီကတိကနက်ခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်တာမဟုတ်ဘဲနဲ့မြတ်စွာဘုရားကို ကျိုးစုံနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သတင်းညွှန်လာပြီးနေ့မှာမိထွန်းတယ်လို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုပ်ဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့အလုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့နက်ခတ်ပွဲအနေနဲ့မိထွန်းတယ်မိအလှဆင်ပြီးတော့မိထွန်းတယ်ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဝတ္တရီကတော့ပြောင်းလိုက်တာဒါက ဒီဖះကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းထားတာဖះကိုစုဆိုတာဂျိုကြီးကိုလုံးကို ပူဇော်တာကောဘုရားဘာသာဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖះကိုစုကို ပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာဂျိုပူဇော်တာကတော့ကုသရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်တော့ကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ် ရတယ်စိတ်ထဲမှာအာယုံပြုလိုက်ရုံနဲ့ပဲကုသိုလ်တွေအများကြီးဖြစ်သွားပြီ